မင်္ဂလာပါကျွန်တော်စေတူရင်ရဲ့ဘဝစကားပြောစီစဉ်လေးကိုအပိုင်းနဲ့ဖြစ်ဆက်လက်ပြောပါမယ်ကျွန်တော်စကစားတက်ပြီးတော့ရွှေခွက်လေးတင်တော့လေကျွန်တော်မှတ်မိသလားဆိုဆွေးတက်တဲ့အချိန်မှာပဲပြန်ဘက်ကောင်းမလို့ကစားဖို့ကောင်းတယောက်နဲ့ ကျွန်တော်အကူဝန်းခွဲတော်ပါဘို့လေသူနဲ့ဆုံလဲသူလဲຫນွေရည်ကြောင့်ဝရဲ့အိမ်ဝင်လာလဲနဲ့အနေတိုင်းဒီမှာကစားဖြစ်သွားတော့ဗောနေတိုင်းဒီမှာကစားပြီးတော့ကျွန်တော်တော်တော်သဘောကျတယ်ပြောတယ်သူနဲ့ဆော့လာသူလဲပြောတယ်ကျွန်တော်နဲ့ကစားလာပြောတော့အဲ့ဒါတနေ့တနေ့ကိုတော်တော်များများထိုးပြောပါအဲ့မှာဒီလက်လေးတွေကသူ့အတူတက်မှမတည်တက်လာတော့ဗောလေဒါပေမဲ့ဒါ theory မှမတည်ဘူးဘယ်ပုံတွေနေမှမတည်ဘူးဘယ်ရွှေကွက်က ဘယ်လိုကောင်းလဲဘယ်စုကောင်းတာဘယ်လိုခံစစ်လို့တော့ဘယ်စုကဘယ်လိုတိုက်စစ်လို့ဆိုတော့ကလေးဘွားဆိုတော့လုံးဝဘာမှမသိဘူးအစိမ့်တတပဲအရင်တတပဲ သို့တော့အဲ့ဒီ diamond ဆက်ကစားလာလိုက်တော့ဗောလေတော်တော်လေးအတန်းနေကြီးလာတဲ့အထိဒီဒီပုံစံတိုင်းပဲဘာမှမလိလာဘူးဘာမှလည်းမစင်စားဘူးဒီ diamond ရွှေရယ်ပေါ်လာတဲ့ diamond ရွှေရယ်ဗောလေ never ကွန်ဖက်ကတော့သူစင်စားရင်စင်စားမှာဘောကူအခုချိန်ပြန်သုံးသပ်မိတယ်လို့တော့ငယ်တော့ကဒီတိုင်းအရင်တက်တက်ရွှေခဲ့တာများတယ်ဟိုလေးလွန်တင်ယူထားတာတွေနဲ့မရှိဘဲနဲ့လုတာ diamond နိုင်မွေးတွေများတော့ပြောတယ်ဒါငယ်တော့အရင်ဘောကနော်တော့တပြေးပြေးနဲ့အဲဆယ် န်းနေပါလေဖြေးပြီးလို့အောင်ကြီးလို့တက်ကတူရောက်လာခါကျပြတ်ပတ်တင်ရပို့ပြီးတော့အပြန်ခင်ရတော့ဘူးအားကောင်းလာတယ်လို့ပေါ့နော်သူတို့တင်ရအန်တချို့ကြတော့ဆောက်တီချာဖတ်ပြီးတော့လေ့ကျင့်လာလိုက်တဲ့ရှိတယ်တွေ့ရတဲ့အခါမှာကိုကသူဘာဘာလို့ဖြောက်ကောင်းလာလဲပေါ့နော်ကိုမနိုင်တော့တာခါကျတော့လည်းလေ့လာတယ်ဆောက်တီတုံးလုံးအုပ်လုံးကိုခွဲဖတ်ဖြစ်တယ်ဖွင့်ွက်တယ်နည်းနည်းပါးပါလေ့လာကြည့်တယ်လှုပ်ကြည့်တယ်တကယ်လည်းပညာရပါတယ်ဆရာတွေဟိုရေးထားတဲ့အတိုင်းမို့လေသူတို့တင် ဲ့အတိုင်ဆောင်တဲ့အတင်းနဲ့အတွင်းလက်ရွှေ့ကြည့်ရတော်တော်လေးဆွမ်းထက်ကြတယ်။အစားကြီးတဲ့ခါမှာကျွန်တော်ကအဲ့ဒီဆောင်းတွေဖတ်ပေမဲ့လက်တွေတကယ်ကိုစဖွင့်ကွက်ရွှေ့ရောက်ပြီးရွှေ့ရပြီဆိုတော့လည်းကိုကလုံးချင်တာလုံးတော့တာ။ဒါကျွန်တော်ရဲ့သဘာဝပေါ့လေ။ကျွန်တော်သဘာဝက ဘာလေးနှမမမရှိဘူးပြောရရင်ပေါ့ပေါ့ပါပဲရိုင်းစိုင်းကောင်းလို့ပဲအမှလည်းလေးလေးနှမမရှိဘူးကျွန်တော်စကားလုံးနေဒီတိုင်းပြောရင်ရင်းသေးသေးလေးကျန်းကျန်းနန်းနန်းနေပါပဲမဲ့အားလုံးတီးခိုင်ပြီးနားထောင်ပြီးပါတကယ်ကိုယ့်ကိုယ်ကိုလည်းပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်အားမလာပဲပြောပါမယ်အားနာရဲဆိုတော့လည်းကျွန်တော်မှမရှိပါဘူးကျွန်တော်ကျွန်တော်လိုချင်တာကိုပြောလို့ကျွန်တော်ဖြစ်ချင်တာကိုပြောလို့ ျွန်တော်လှုပ်ချင်တာကိုလှုပ်အဲ့လိုဇယ်ရှိပါတယ်ဒါစစ်တူရင်ထိုးမှမဟုတ်စစ်တူရင်ရဲ့အပြင်ပတကယ်ဘဝမှာလည်းဒီစရိုက်တိုင်းပဲသွားတယ်ဒီတော့ပြောချင်တာကျွန်တော်စစ်တူရင်ထိုးရဲ့အခါမှာလည်းအဲ့ဒီပြင်ပဘဝစရိုက်လေးအတိုင်းဒီကစားပွဲမှာမြင်ရလိမ့်မယ်ကျွန်တော်နဲ့ကစားဖို့တဲ့မိတ်ဆွေတွေဆိုတည်တယ်ကျွန်တော်ကရဲစံတဲ့အကောင်တကောင်လိုပဲအခွက်တွေလည်းရွှေ့ရင်နည်းနည်းရမ်းနဲ့ကြမ်းနဲ့ရိုင်းနဲ့အနေထားလေးတွေပါ တယ်ပေါ့လေဒါပေမဲ့ဟိုပြိုင်ဘက်ကတော့တော်တော်ကယူဆိုင်ပါတယ်ကျော်ပြိုင်ဘက်ကသူကခံစစ်တမလားတိုက်စစ်တမလား တအားကြမ်းလာကိုထက်ရိုင်းလာကိုထက်အနူညံလာအဲ့လိုတိမ်မွေလာပေါ့နော်ဒီလိုမျိုးဘီယူဆိုင်ပြီးတော့မှကျွန်တော်ကဝဲဝဲဘီဝါဘီဝါချတယ်ပေါ့လေကိုဖွင့်ခွက်တွေသူဘလို့တုံပြန်လဲနောက်ကိုရွှေခွက်တွေသူဘလို့တုံပြန်လဲအဲ့ဒီတစ်ခုချင်းသူ့ရဲ့ရွေးချယ်မှုတစ်ခုတိုင်းတစ်ခုတိုင်းကိုကျွန်တော်ဂီယူဆိုင်ပြီးတော့မှရွှေတယ်သို့တော့တစ်ခါလေကြရင်ကိုတွေးပြီးတော့တွတ်ချက်ထားတဲ့အဲဆုံးဖြတ်ချက်ကိုပြင်ပြီးမှတခြားရွေးချယ်မှုတစ်ခုထပ်လုပ်လိုက်တယ်ပို့ပြီးတော့ကောင်းမှထင်ပို့ပြီးတော့မြန်မှထင်တို့မဟုတ်ပို့ပြီးတော့စွန့်စားတဲ့ ဟာကိုလှုပ်ချလိုက်တာအဲ့ဒီလိုရောအရင်ဆိုင်ကောင်းမယ်လို့မှတ်ထားလိုက်ပေါ့ဗျာတကယ်နည်းနည်းလေးရှည်ဝါးဖြစ်တဲ့အတွက်ဒီနေ့ပိုင်းနဲ့စစ်တူရနေဘောဆိုတာရောခံလေးပိုင်းနှစ်ကိုဒီမှာလည်းရက်ထားလိုက်ပါမယ်နောက်ရက်ဒီမှာကျွန်တော်ဆက်ပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်